ီနေ့ကျွန်တော်တို့လေ့လာရှင်းပြတော့မှာကတော့ဗျာပြာရိတ်ကျန်းရဲ့အထေးပဲဖွင့်ဆိုချက်တစ်ခုပေါ့အခြေခံပြီးလူတွေအရင်စိတ်ဝင်စားကြတဲ့666လို့ခေါ်တဲ့တာရဲရဲ့ဒန်စိတ်ကိုပဲအချိန်မှစတင်အထုံးပြုခိုင်းမှလဲဆိုတဲ့အလွန်အရေးကြီးတဲ့မိဟုတစ်ခုအကြောင်းပါမယ်။ကဲဒီတော့အဲ့ဒီဒန်စိတ်ကိုဘယ်အချိန်မှအတိအကျစတင်အထုံးပြုခိုင်းမှလဲ။ဒီကျန်းစာရဲ့ဖွင့်ဆိုချက်အရတော့ဒါဂျပန်ဖြစ်လာမှာမဟုတ်ပါဘူး။သူမှတတ်မှတ်ထားတဲ့အချိန်စရာတစ်ခုရှိပြီးအဲ့ဒီအချိန်မတိုင်ခင်မှာဖြစ်လာရမယ့်အလွန်အရေးကြီးတဲ့အခြေအနေတွေလည်းရှိနေတယ်လို့ဆိုပါတယ် ပထမဆုံးအနေနဲ့တိုင်းရင်းလို့ခေါ်တဲ့အာဏာပိုင်မပေါ်ပေါက်ခင်မှာကပိုက်ကြီးဟာအကြီးကျယ်ပြောင်းလဲသွားစီမဲ့အဖြစ်အပျက်တီကိုအရင်ဆုံးကြုံတွေ့ရမယ်လို့ဆိုပါတယ်။ပြောရရင်တော့အရင်ကတခါမှမကြုံဘူးတဲ့ brand brand အခြေအနေနဲ့ပျက်စီးမှုတွေပါပဲ။ဒီတော့ဒီချမ်းဆောင်မှာဖော်ပြထားတဲ့အတိုင်းကပလုံးဆိုင်ရာအာဏာတခုထိန်းချုပ်နိုင်ဖို့လမ်းခင်းမိမဲ့ကြောင်းမဖွဲရအဖြစ်အပျက်တီကဘာဒီလဲဆိုတာကိုအစစ်စစ်လေ့လာကြည့်ကြရအောင်။ဟုတ်ပြီ။ပထမဆုံးအဆင့်ကတော့ကပါကိုတုံလို့စေမဲ့ကပေးစိုးချီတွေပါပဲ။ ဒီကျန်းစာအရစစ်ပွဲတွေအငတ်ပဲတွေနဲ့ကယောဂါတွေကြောင့်ကဘာလူဦးရေရဲ့လေးပုံတပုံလောက်အထိတည်ဆုံးသွားမယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီမှာပဲရပ်မသွားသေးပါမို့အဲ့ဒီနောက်မှာတော့တဘာဝပဝင်းကျင်ပျက်စီးမှုကြီးဆက်တိုက်ဖြစ်လာပါတယ်။ဒါဟာစိုက်ပျိုးရေး၊ပင်လယ်နဲ့တောက်သုံးရေးအရင်အမြင့်သွေးချီတက်ရောက်မှုရှိပြီးကဘာတဘာဝအရင်အမြင့်သုံးပုံတပုံကိုပျက်စီးထောစေပါလိမ့်မယ်။တတိယဖြစ်ချက်ကတော့လူသားတွေကိုထပ်ပြီးအကြီးကျယ်တေးကြီးဖြစ်စီစေမဲ့မဟာစစ်ပွဲကြီးပါ။ ဒီစစ်ပွဲမှာစစ်တီအင်အားတန်းနဲ့ရောင်လောက်ပါဝင်ပြီးအသက်ရှင်ကျန်ရတဲ့သူတွေထဲကသုံးပုံတပုံတော့ထပ်ပြီးတေဆုံးရအောင်မယ်လို့ဆိုပါရယ်ဒီလိုဒီချမ်းစာရွတ်ချက်မှုအရာလူသားတွေရဆုံးရှုံးမှုဟာတကယ်ကိုမယုံနိုင်လောက်အောင်ကြီးမားပါရယ်ခမ်းမန်းချေလူဦးရေတန်း9300တေဆုံးမှုလို့ကင်ကနန်းတွေကလူတွေဘလောက်တောင်မျောလင့်ချက်မင်းနေမလဲဆိုတာကိုပြနေတာပါပဲအဲ့ဒီလူချီနေမျိုးမှာပေါ်လာမယ်တားရဲလို့ခေါ်တဲ့အာနာပိုင်ကိုကဲတင်ရှင်တယောက်လိုတောင်ရှုမင်လာစီမှာဖြစ်ပါရယ်ကဲ ီလိုပြန်ဖတာအခြေအနေဒီနဲ့ပေါ်ထွက်လာမဲ့အဓိကဇာကောင်သုံးဖို့အကြောင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်သူတို့ကဘသူတွေလဲပထမတအိုးကတော့တားရဲနီပါဒါကလူတွေရောက်ကိုဆိုလိုတာမဟုတ်ပဲစနစ်တစ်ခုကိုရည်ညွှန်းတာပါ တနည်းအားဖြင့်ကမ္ဘာလုံးဆိုင်ရာကတ်ပေးတဲ့ပြည်မှာဖွဲ့စည်းလာမဲ့ကမ္ဘာနိုင်ငံရဲ့ဖွဲ့စည်းပုံကမ္ဘာအစိုးရတစ်ခုကိုပုံဆောင်ပါတယ် ဒုတိယဆက်ကောင်ကတော့ကျန်းစာမှာပါပလုံးပြည်တန်းဆောင်မှာလို့ဖော်ပြထားတဲ့ပုဂ္ဂိုလ်ပါဒီပုဂ္ဂိုလ်ကတော့အဲ့ဒီကဘာလုံးဆိုင်ရာဆိုးရွားကိုသူရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေအတွက်အသုံးချမယ်သူတဲ့သောခေါဆောင်ဖြစ်လာမယ်လို့ဆိုပါတယ်တတိယဆက်ကောင်ကတော့မိသားရဲပါသူကိုမိစာပရော့ဖက်လို့လည်းခေါ်ကြတယ်သူကတော့ဘာသာရေးအာဏာပိုင်တူဖြစ်ပေါ်လာပြီးကဘာလူတူကိုဖြစ်စီချင်းတားလို့ခေါ်တဲ့ခေါဆောင်ကိုကိုယ်ခွေလောင်ဖျားပေးမယ်သူဖြစ်ပါတယ်ဒီတော့အဓိကချက်ကဒါပါပဲချာချာချာတင်စိတ်ဆိုတာဂျပန်ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး ဒီအဓိကပုဂ္ဂိုလ်သုံးဦးအာနာယနာပြီးသူတို့ရဲ့လူဆောင်ချက်တွေနဲ့တရားချိတ်ဆက်တွေဆိုတာပါပဲအခုဒီတစိတ်ကိုဗေဒချင်းတိုင်းအတာအတွင်အသုံးပြခိုင်းမလဲဆိုတဲ့တရားရဲ့ချိန်ကာလနဲ့နိစနစ်အကြောင်းကိုအာယုံစိုက်ပြီးကြည့်လိုက်ကြရအောင်တကယ်စိတ်ဝီစားဖို့ကောင်းတဲ့အချက်ကတော့တားရဲရဲ့အုပ်စိုးမှုဟာအကန့်အသတ်မရှိမဟုတ်ပါဘူး50နှစ်လောက်ဆိုတဲ့တိကျတဲ့အချိန်ကာလတစ်ခုအတွက်ပဲဖြစ်တယ်လို့ဆိုထားပါတယ်ဆိုလိုတာကတစိတ်ကိုအသုံးပြခိုင်းတာဟာလေဒီအချိန်အတွင်းမှာပဲဖြစ်ပေါ်လာမှာပါ ဒီထိန်းချုပ်မှုကဘလို့အလောက်လောက်တလဲဆိုတော့ရှင်းရှင်းလေးပါအစင်သုံးစင်ရှိပါတယ်။ပထမဆုံးတာရဲ့ကိုကိုးခွေခိုင်းမယ်။ကိုးခွေရဲ့သူတွေကို666တစိပေးမယ်။ပြီးတော့အဲ့ဒီတစိရှိမှသာစီပွားရေးအရာရှင်တဲ့နိုင်မဲ့အခြေအနေကိုဖန်တီးမှဖြစ်ပါတယ်။ဒါဟာစီပွားရေးနဲ့အလုံးစုံထိန်းချုပ်တာပါတယ်။ဒီအချက်ကိုတမာကျန်းစာထဲမှာတရိပ်တွေ့နိုင်ပါတယ်။တန်ဆိတ်မရှိတဲ့သူဟာစီးပွားရေးအရာ အလုံးစုံဖြစ်ခြင်းခိုင်ရမင်းဘာမှရောင်းဝယ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြထားတယ် ီဖွင့်ဆိုချက်မှာအရေးကြီးဆုံးအချက်ကတော့တန်ဆိတ်ဆိုတာနီးပညာတစ်ခုတတ်တတ်မဟုတ်ပေတန်ဆိတ်ကိုလက်ခံဖို့အတွက် မဖြစ်မနေလိုအပ်တာဟာကိုယ်ခွင့်မှုဖြစ်နေရပါပဲတနည်းအားဖြင့်ဘာသာရေးသစ္စာဆောင်တည်မှုကိုစီးပွားရေးဆိုင်ရာရှင်ထန်ခွင့်နဲ့တိုက်ရိုက်ချိတ်ဆက်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဒီကျင်းမဲ့ထင်းချုံမှုကာလာဟာတစ်ဖက်တကြီးတော့မဟုတ်ပါဘူးပင်းထန်တဲ့ပฏิပက္ခတွေနဲ့ဖျားတခင်ရဲ့တန်ကိုဖေးထားတဲ့ခုခံတော်လှန်မှုတွေလည်းဖြစ်ပေါ်မဲ့အချိန်ကာလတစ်ခုဖြစ်တယ်လို့ဆိုပါတယ် ချမ်းစာမှာတော့တားရဲရဲ့ကဘာလုံးဆိုင်ရာစနစ်ကိုတက်တက်ကြွကြွဆန့်ကျင်မြက်အဓိကအုပ်စုသုံးစုကိုဖော်ပြထားပါတယ်။သူတို့ကတော့တတိထိုင်နေဦးတတင်း၄၄ထောင်ရေအတွက်ရှိတဲ့အဖွဲနဲ့တန်ဆဲကိုညင်းပဲ့တဲ့သူတို့စင်မြောဖြစ်သွားတယ်။ဒါကြောင့်အဲ့ဒီအချိန်မှာကဘာကြီးဟာလုံးဝနှချမ်းကွဲပွားပါပြီ။တစ်ဖက်မှာတားရဲကိုကိုကိုွေတဆဲကိုလက်ခံပြီးစနစ်ထဲမှာရှင်သန်နေတဲ့သူတွေရှိသလိုနောက်တစ်ဖက်မှာတော့ ကိုကိုွယ်ဖုံငင်းဆန်တစိုက်ကိုပဲချပြီးညင်ပါနဲ့ဆက်တဖြတ်ခံရတဲ့သူတွေရှိနေမှာပါ။ဒါဟာရုပ်ပိုင်းဆိုင်ရာရှင်တန်မှုနဲ့ယုံကြည်ချက်ကြကပြတ်သားတဲ့ရွေးချယ်မှုတစ်ခုပါပဲ။ပြီးတော့အဲ့ဒီ52နှစ်လတာကာလရဲ့အဆုံးသတ်မှာတော့တားရဲ့ရဲ့အင်အားစုတွေနဲ့စန့်ကျင်ဘက်အင်အားစုတွေကြကပฏิပက္ခဟာအထူးအထေးကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်အနိထုံအနေနဲ့ဒီလေးလာမှုရဲ့အဆက်မမေခဲ့တဲ့မေကွန်းကိုတိုက်ရိုက်ပြန်ဖြေရရင် ဒီကျန်းစာရဲ့ဖွင့်ဆိုချက်အရ6ရက်66တစ်စိတ်ကိုဘယ်အချိန်မှအသုံးပြုခိုင်းမလဲဆိုတော့ကဘာလုံးဆိုင်ရာကပေးဤတွေထိပ်ပြီးပြော်ဖက်ပြူထားတဲ့ပုံကိုယ်တွေအာနာရလာပြီးနောက်တိကျတဲ့42လအသွင်းမှာပဲအသုံးပြုခိုင်းမှာဖြစ်ပါတယ်ဒီတော့ဒီကျန်းစာအရဆိုရင်အဲ့ဒီအချိန်ကအခုချက်ချင်းတော့မဟုတ်သေးပါဘူးဒါပေမဲ့ဒီလေ့လာမှုက ကျွန်တော်တို့ကိုစဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ပါတယ်အဲ့အရကတော့ကျိုးတင်းဖြူပွားရမယ့်အခြေအနေလေးနဲ့ပတ်သက်ပြီးဘယ်လိုလက္ခဏာတွေကိုစောင့်ကြည့်ရမလဲဆိုတာပါပဲ ဒီကြောင်ရကိုစိတ်ဝင်စားလေ့လာခဲ့ကြမယ်လို့ပြောလင်းပါတယ်။နောက်ခက်စိတ်ဝင်စားစရာအကြောင်းရလီနေတူပြန်လဲဆုံတွေ့ကြပါမယ်။